ငလျင်ဘေးဒဏ်သင်ပြည်သူများထံသို့ကယ်ဆယ်ရေးအကူအညီပေးမှုလာရောက်ရန်အတွက်မတ်လ28ရက်နေ့ညအုပ်ပိုင်းကတည်းကအဆင့်သင့်ဖြစ်နေခဲ့တဲ့ထိုင်ဝမ်ရှောက်ဖေးကယ်ဆယ်ရေးအဖွဲ့ဟာမြန်မာနိုင်ငံသို့ပြည်ဝင်ခွင့်ခွင့်ပြုချက်မရ၍မြန်မာပြည်သို့လာရောက်ကူညီရန်အစီအစဉ်ကိုဖျက်သိမ်းပြီးတွားရောက်ကူညီရန်လက်လျှော့လိုက်ပြီးဟုဒီကနေ့မတ်လ30ရက်နေ့ထိုင်ဝမ်စံတော်ချိန်6:44မိနစ်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။လေးစိတ်တွင်58နိုင်ကြအောင်မြန်မာပြည်သို့ပြည်ဝင်ခွင့်ရရန်စောင့်ဆိုင်းနေခဲ့ပြီးနောက်ယခုကဲ့သို့တွားရောက်ကူညီရန် စ်စင်ကိုဖျက်သိမ်းလိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။အဆိုပါထိုင်ဝမ်ကယ်ဆယ်ရေးတပ်ဖွဲ့တွင်ရှောင်ဖွေကယ်ဆယ်ရေးဝန်ထမ်း126ဦး၊ရှောင်ဖွေကယ်ဆယ်ရေးခွေး6កောင်နှင့်စက်ပစ္စည်း15ထံခန့်အသည့်အနေထားဖြင့်မြန်မာနိုင်ငံသို့ပြည်ဝင်ခွင့်ရရန်စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွင်အတွေ့အကြုံရှိသောအဖွဲ့ဝင်များများစွာပါဝင်တယ်လို့သိရပါတယ်။2023ခုနှစ်တွင်9.8မဂ်နီကျူဖြင့်လှုပ်ခတ်ခဲ့တဲ့တူရကီအပြင်းငလျင်ရဲ့ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများမှာအရေးပါတဲ့အခန်းကဏ္ဍမှာ ထမ်းဆောင်ခဲ့ကြတယ်အတွေ့အကြုံရှိစွန့်ရင်မြင့်ကဲဆေးဝန်ထမ်းများဖြစ်ကြတယ်လို့လည်းသိရှိရပါတယ်လက်ရှိအချိန်ထိမြမပြည်ငလင်ကဲဆေးရေးမှာထိရောက်မှုအားနည်းပြီးတော့အသက်ရှင်တရင်သူများစွာမြေအောက်မှာကြန့်ရှိနေသေးတဲ့အခြေအနေကိုရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်ရှင်